ဘဝဆိုတာလလိုပါပဲတဲ့လဆိုတာပြည့်ပြီးရင်ကွဲရတာပါပဲဘဝဆိုတာလည်းတက်ပြီးရင်ကြရတာပါပဲဖြစ်ပြီးရင်လည်းပြည့်ရတာပါပဲဘာမှတသမတ်ထဲမရှိဘူးတေချာပေါက်ရှိနေတာကတော့မမြဲခြင်းပါပဲရှိနေတဲ့အနေအထားကိုလက်ခံနိုင်ရမယ်ရင်ဆိုင်နိုင်ရမယ်ဘဝဆိုတာလလိုပဲအမြဲတမ်းပြည့်နေတာမဟုတ်သလို့ အမြဲတမ်း꿰နေတာတော့မဟုတ်ဘူးပေါ့တဖြည်းဖြည်းဆန်းတဖြည်းဖြည်းပြစ်တဖြည်းဖြည်းဆုပ်တဖြည်းဖြည်း꿰ဒါဟာသဘာဝရဲ့အပြောင်းအလဲဘဝရဲ့အပြောင်းအလဲပဲမဟုတ်လားအစဉ်ပြေနေလို့လဲတတိလက်လို့မဖြစ်ဘူးလို့တလို့အစဉ်မပြေလို့လဲစိတ်ပြက်လက်ပြက်ဖြစ်နေဖို့မဟုတ်ဘူးဖြစ်လိုက်ပြက်လိုက်ပြေးလိုက်မပြေးလိုက်တက်လိုက်ကြလိုက်ဖြစ်နေတာကိုက ဘဝရဲ့သင်္ကေတပါပဲအချိန်နဲ့အချိန်အနည်းအခိုက်အတန့်ကို မရင်းရံအောင် ထိန်းနေနိုင်ရင်ဘဝရဲ့လောကဓာတ်ဆိုတာကျော်လွှားသွားမှာပါပဲအရေးကြီးဆုံးကတော့ဘဝအရှိကိုဓမ္မအသိနဲ့ညှိဖို့ပါပဲဘဝထဲမှာဓမ္မတွဲထားဖို့ပါပဲဓမ္မမပါတဲ့ဘဝဟာ အလှမဖြာဘူးတရားမရှိတဲ့ဘဝဟာအာမရှိဘူး ရောဝတ္ထုအားတွေဘလောက်ပဲရှိရှိ တရားအားမရှိရင်ဘဝအမားတွေကြာအလားတရားတွေလည်းရှားနေကြမှာအမှန်ပါပဲဒါကြောင့်ဘဝပြည့်နေလို့လဲဓမ္မမမေ့နဲ့ဘဝကွယ်နေလို့လဲဓမ္မမပယ်နဲ့ဘဝကယ်ဖို့ဆိုတာဓမ္မနဲ့ပဲဖြည့်ဆည်ရမှာဖြစ်တဲ့အတွက်အပမာဒတရားလက်ကင်ထား တတိအားတွေမကြအောင်ပဲကြိုးစားကြရမှာပဲပေါ့ဘဝနဲ့လပြည့်ပြီးရင်ကွဲပြည့်ပြီးရင်ဖြစ်ပြီးရင်ပြက်ပေါ်ပြီးရင်ပြောက်ဒီသဘောတရားကို လက်ခံနဲ့ထားနိုင်ရင်ဘလို့အတက်အကျအနိုင်မြေမျိုးပဲလာလာ တရားနဲ့ဖြေလို့ရသွားမှာပါပဲ။